အားလုံးပဲမင်္ဂလာပါ ရှေးဥစွာ ယခုလိုဖခင်နှုတ်ကပတ်တော်ကိုဝေငှဖို့အချိန်နိုင်အခွင့်ကောင်းပြင်ဆင်ပေးတဲ့ဖခင်နာမတော်ဘုန်းကြီးမင်္ဂလာရှိပါစေဒီနေ့မှာကျွန်တော်အနေနဲ့နှုတ်ကပတ်တော်အပြင်တိုက်တွန်းခွန်အားပေးလိုတဲ့အရာကတော့စကုတ်ကူးမြောက်သောစာလံပိုင်ငယ်14ထဲမှာ ဖော်ပြတဲ့အရာလေးကိုဖတ်ချင်ပါတယ်အကျွန်ုပ် ပြောသောစကားနှင့်စိတ်နှလုံး၏အကြံစီသည် ရှေ့တော်၌နှစ်သက်ဖွယ်ဖြစ်ပါစေသော။အိုထာဝရဖျားအကျွန်ုပ်၏ကြောက် အကျွန်ုပ်ကိုရွေးနှုတ်တော်မူသောဖျား။ပြီးတော့တုတ်တန်ကျမ်းအခန်းကြီး23ပိုင်ငယ်26မှာငါသားတင်နှလုံးကိုငါအားပေးလောလို့နှုတ်ကပတ်တော်ထဲမှာဖော်ပြထားတာကိုတွေ့ရပါတယ်။အဲ့တော့ဒီနေ့ကျွန်တော်အနေနဲ့ ရွေးချယ်ထားတဲ့ခေါင်းစဉ်လေးကတော့ကျွန်ုပ်တို့ရဲ့စိတ်နှလုံးအကြံအစီအရေးပါပုံကျွန်ုပ်တို့ရဲ့စိတ်နှလုံးအကြံအစီအရေးပါပုံဆိုတော့ရာလေးအဖြစ်ဒီနေ့နန်းငယ်စင်ချင်းခွန်အားပေးလိုပါတယ်ကျန်းစာထဲမှာကျွန်တော်ခုနဖတ်သွားတဲ့အခါမှာစိတ်နှလုံးအကြံအစီလို့ဖော်ပြထားပါတယ်ပြီးတော့ တုတ်တန်ကြမ်းထဲမှာလည်းပဲဘုရားသခင်ကတောင်းဆိုထားပါတယ်ငါသာတင့်နှလုံးကိုငါအားပေးလို့လို့ပြောထားပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့စိတ်နှလုံးအကြံစီဟာဘယ်လောက်ထိရေးပါတယ်လဲဆိုတဲ့အရာကိုကျွန်တော်အနေနဲ့ကျမ်းစာထဲမှာဖော်ပြတဲ့အကြောင်းအရာနှစ်ချက်အဖြစ်နည်းငယ်တိုက်တွန်းခွန်အားပေးလို့ပါတယ်နံပါတ်၁ချက်အနေနဲ့ကျွန်တော်တို့လူစီဖာရဲ့အကြောင်းကိုကျွန်တော်တို့တွေ့ရပါတယ် ဟေရှာယအနာဂတိကျမ်းအခန်းကြီး14အပိုင်ငယ်73နဲ့74မှာကျွန်တော်တို့တွေ့ရတဲ့အရာကတော့ဘာလဲဆိုရင် ကောင်းကင်မှာဘုရားသခင်ဖန်ဆင်းထားတဲ့ကောင်းကင်တမန်တွေထဲကနေအမြင့်ဆုံးကောင်းကင်တမန်ထဲကဖြစ်တဲ့လူစီဖာဟာလည်းပဲစိတ်နှလုံးထဲမှာဘာအကြံစီ ရှိခဲ့တယ်လဲဆိုတဲ့အရာကိုကျွန်တော်တွေ့ရပါတယ် အဲ့တော့ဟေရှာယအခန်းကြီး14အပိုင်ငယ်73နဲ့74ကိုကျွန်တော်ကြည့်တဲ့အခါမှာအဲ့ဒီမှာငါငါလုံးကိုကျွန်တော်တွေ့ရပါတယ်။သင်ကလည်းကောင်းကင်ပေါ်သို့ငါတက်ပြီ။ဘုရားသခင်ကျယ်တော်အပေါ်မှာငါပလင်ကိုငါချီးမြှောက်ပြီ။မြောက်မျက်နှာဘက်ဗျာဒိတ်တော်တောင်ပေါ်မှာငါထိုင်ပြီ။မိုးတိမ်ထိတ်ပေါ်သို့ငါတက်ပြီ။အမြင့်ဆုံးသောဘုရားကဲ့သို့ငါနေမည်ဟု စိတ်အကြံရှိလေပြီလို့ပြောပါတယ်။ဒီနေ့လူစီဖာက ကောင်းကင်မှာပါ မဒီ action အနေနဲ့ပေါ့နော်အပြစ်မလုပ်ရသေးပါဘူးဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာငါးငါးလုံးနဲ့ဘုရားသခင်ကိုတော်လှန်ပုန်ကန်ဖို့ရန်အကြံစီရှိခဲ့တယ်။အဲ့ဒါကိုဘုရားသခင်ကသိတဲ့အခါမှာချက်ချင်းပဲကောင်းကင်ကနေပြီးတော့သူ့ကိုသူနဲ့သူအပေါင်းပါတဲ့အားလုံးကိုနှင်ထုတ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တွေ့ရပါတယ်။ဒါကို ကြည့်ချင်းအဖြစ်ကျွန်တော်တို့စိတ်ရဲ့အကြံအစီဟာဘလောက်ထိအရေးပါသလဲ။ တဖက်ကနေဆိုရင်ဘုရားသခင်ကကျွန်တော်ရဲ့စိတ်ကျွန်တော်ရဲ့အတွေးအခေါ်ကိုဘယ်လောက်ထိစိတ်ဝင်စားတယ်လဲဆိုတာကိုကျွန်တော်တွေ့ရပါဒါကြောင့်ကျွန်တော်လူသားတွေကိုဘုရားသခင်ကတောင်းတဲ့အခါမှာငါသားမင်းမရှိတဲ့ပိုင်ဆိုင်တဲ့အရာတွေငါ့ကိုပေးပါလို့မပြောဘဲနဲ့ဘာကိုတောင်းတယ်လဲဆိုရင်ကျွန်တော်တို့ငါသားသင်းရဲ့နှလုံးကိုငါအားပေးပါလို့ပြောပါတယ်ဒီနေ့ကောင်းတာတွေရောမကောင်းတာတွေရောဘယ်ကနေစပြီးတော့ စတင်ဖြစ်ပေါ်လာတယ်လို့ဆိုကျွန်တော်စိတ်နှလုံးသားထဲကနေဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ဘုရားသခင်ကကျွန်တော်ရဲ့စိတ်နှလုံးသားအကြံအစီကိုသူကလိုချင်ပါတယ်။ကျွန်တော်ရဲ့နှလုံးသားကိုတောင်းဆိုပါတယ်။ဒီနေ့မကောင်းတဲ့အရာကိုကျွန်တော်ကြံတယ်မကောင်းတဲ့အရာတွေကျွန်တော်တွေးတယ်ဆိုရင်အဲ့ဒီအရာတွေဟာဘုရားသခင်ရှေ့တော်မှောက်မှာအပြစ်ဖြစ်တယ်လို့ကျွန်တော်တတ်တာမှာလည်းပဲအဲ့ဒီအကျိုးဆက်ကိုလည်းကျွန်တော်ခံစားရရှိရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော် ဒီလူစီဖာရဲ့အတ္တအဖြစ်တွေ့ရပါတယ်တစ္ဆထမ်းမှာကောင်းတဲ့အကျံစီနဲ့ဖခင်ရဲ့ချီးမြောက်ခြင်းကိုခံရတဲ့ပုံကိုအကြောင်းကို ကျွန်တော်ဗမာတွေ့ရတယ်လဲဆိုရင်ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီးခွန်မှာကျွန်တော် တွေ့ရပါတယ်ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီးခွန်ထဲမှာဘသူရဲ့တက်တာကိုကျွန်တော်တွေ့ရတယ်ဆိုရင်ဣသရေလရှင်ဘရင်တွေထဲက နာမည်အကြီးဆုံးရှင်ဘုရင်ဖြစ်တဲ့ဒါဝိဒ်အကြောင်းကိုကျွန်တော်တွေ့ရပါတယ်ဒါဝိဒ်ဟာညီကို၈ယောက်ထဲမှာအငယ်ဆုံးဖြစ်တယ်သူเจ้าသားလေးဖြစ်တယ်မခိုမကပ်ပဲနဲ့ကြိုးကြိုးစားစားနဲ့မိဘအလုပ်ကိုတတ်နိုင်တယ်မြတ်ကူညီခဲ့သောလှုပ်ဆောင်ခဲ့သောစံပြလူငယ်လေးဖြစ်တယ်သူရဲ့အိမ်ကို professional လာပြီးတော့ ရှင်ပြန်လာရွေးတဲ့အခါမှာမိသားစုစည်ရင်နှဲမှာတော့မထက်ခံရတဲ့လူငယ်လေးဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့အကြံအစီတွေဟာသူ့ရဲ့စိတ်နှလုံးသားဟာဖခင်ရဲ့ရှေ့မှာအမြဲတမ်းစုံလင် ဖြောင့်မတ်နေတဲ့အခါမှာဖခင်ကသူ့ကိုချီးမြှောက်ခဲ့တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တွေ့ရပါတယ်။အဲ့တော့ဒီနေ့ဓမ္မရာဆိုရင်ဒုတိယဆောင်အခန်းကြီး9ထဲမှာကျွန်တော်တို့ကြည့်တဲ့အခါမှာ ထာဝရဖျားသည်အယက်ရက်တို့၌ရှိသောယန္တုအပေါင်းတို့လက်မှကယ်လွတ်တော်မူသောဂျေဇူးကိုရှင်ဘရင်သည်ခံရ၍နန်းတော်၌ငင်ဝတ်စွာ နေရသောအခါပရောဖက်နာသန်ကို ခေါ်၍ကြည့်ရှုလောငါသည်အာရစ်တစ်သားနှင့်နေ၏တစ်သားအိမ်နှင့်နေ၏ဖျားသခင်တစ်သားတော်မူကားကလကာဖြင့်သာကွယ်ကာလျက်နေရသည်ဟု ဆိုသောနာသန်ကအကြံတော်ရှိသမျှအတွင်ပြုတော်မူပါလို့ပြောပါတယ် ဒါဝိတ်ရှင်ပြန်ဒါဝိတ်မင်းကြီးကတိုက်ပွဲတွေအများကြီးနိုင်ခဲ့တယ်အခုနန်းတော်မှာငိန်ဝတ်စွာနေရတဲ့အခါမှာသူကကြတော့အာရစ်တစ်သားနဲ့လှုပ်ထားတဲ့နော်အကောင်းဆုံးသောတစ်သားဖြစ်မှာပေါ့သူတို့ခေတ္တကအဲ့ဒီမှာနန်းတော်မှာဇိန်နဲ့နေရတယ်ဒါပေမဲ့သူ့ကိုဒီလိုအောင်မြင်ခွင့်တွေပေးနေတဲ့အောင်မြင်ခြင်းတွေပေးနေတဲ့အရှင်ဘုရားသခင်ရဲ့ ဗြိဟိန်တစ်တာတော်ကကလကာလေးနဲ့ပဲနေရတယ်ဒါမဖြစ်သင့်ဘူးဒါကြောင့်သူဟာခန်းခန်းနာနာជីជីမာမာနဲ့ဒီဘုရားသခင်ရဲ့ဗြိဟိန်တစ်တာထားဖို့ရန်အတွက်ဗိမာန်တော်ကိုတိဆောက်ဖို့ရန်သူစိတ်ထဲမှာအကြံရှိတယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်ဒါကြောင့် prophet Nathan ကိုသူကခေါ်ပြီးတော့ရှောက်ဆောက်ရမလားရှေ့ဆက်လုပ်ရမလားဆိုပြီးတော့တွေးနေတယ် ပရောဖက်နာသန်အကြံတော်ရှိတဲ့အတိုင်းလုပ်ပါလို့ပြောတော်လဲပဲဘုရားသခင်ကအခွင့်မပေးခဲ့ဘူး။ဒါကြောင့်ဘုရားသခင်ကဗျာဒိတ်ပေးပြီးတော့ဒါဝိတ်ကိုပြောပါကျွန်တော်အတူချုံပြောမယ်ဆိုရင်နောက်ဆုံးမှာဘုရားသခင်ကဒါဝိတ်ကဘာမှမလုပ်ရသေးပါဘူးစိတ်แท้မှာသူကဖျားကိုတတိယရတယ်သူ့ကိုချီးမြှောက်တဲ့သူ့ကိုယနေ့ချိန်ထိကြွယ်ကာနေတဲ့အောင်မြင်မှုတွေကိုပေးနေတဲ့ဖျားရဲ့ ယေရှုဂရုဏာတွေကိုသူသိတယ်အောက်မေ့သတိရပြီးတော့သူရဲ့စိတ်နှလုံးသားထဲကနေဖျားကိုတခုခုဖျားအတွက်တခုခုပြန်လုတ်ခြင်းနဲ့စိတ်ပြန်လုတ်ပေးခြင်းနဲ့စိတ်အကြံရှိတယ်ဒါပေမဲ့ဘုရားသခင်ကအဲအကြံစီကိုအင်မတန်မှသဘောကျပါတယ်နောက်ဆုံးမှာကျွန်တော်တို့အပိုင်ငယ်16မှာကျွန်တော်တွေ့တဲ့အခါဖတ်တဲ့အခါမှာဘာတွေ့ရတယ်လဲဆိုရင်သင်ဤနိုင်ငံသည်ငှရှိမှအစင်မြဲတည်လိမ့်မည် သင်ရာဇပလင်သည်လည်းအစင်အမြဲတည်လိမ့်မည်ဟုငါကျွန်ဒါဝိအားပြောတော်မူမိန့်တော်မူ၏နောက်ဆုံးမှဘုရားဘုရားသခင်ကဒါဝိရဲ့အကြံအစီကိုအင်မတန်မှသဘောကျပြီးတော့သူမတောင်းနဲ့သူစန္ဒမပြုတ်ခဲ့တဲ့ကောင်းကြီးတွေကိုပေးခဲ့နောက်ဆုံးမင်းရဲ့ယာဇပလင်ဟာဘယ်တော့မှမကုံဆုံးစေရအောင်အစင်အမြဲတည်မယ်ဆိုပြီးတော့ကောင်းကြီးပေးခဲ့တဲ့အကြောင်းကိုကျွန်တော်တွေ့ရပါတယ်ဒီနေ့ အကြောင်းအရာလေးနှစ်ခုကိုကျွန်တော်တို့အတူတူကလေ့လာကြတာဖြစ်ပါတယ်လူစီဖာ ကောင်းကင်မှာအင်မတန်မှပြီးပြည့်စုံတဲ့ကောင်းကင်မှာဖျားထားတဲ့နေရာမှာမရောက်ရဲမတင်းတိုင်ပဲနဲ့စိတ်แท้ကနေဖျားကိုတော်လှန်ပုံကန်ခြင်းနဲ့စိတ်အကြံအစီရှိပြီးတော့ကောင်းကင်ကနေမောင်းထုတ်ခြင်းနှင်ချခြင်းကို ခံခဲ့ရပြီဒါဟာမကောင်းတဲ့စိတ်ထားအကြံအစီရဲ့ရလဖြစ်ပြီးတော့ ဒါဝိရဲ့အသက်တာကိုကျွန်တော်ကြည့်တဲ့အခါမှာသူ့ရဲ့စိတ်နှလုံးဟာဘုရားသခင်ရဲ့ရှေ့တော်မှာစုံလင်နေဘုရားကိုဦးစားပေးတတ်တယ်ဘုရားအတွက်ပေးဆက်ခြင်းနဲ့စိတ်နှလုံးအကြံစီရှိတဲ့အခါမှာဘိမှန်တော့သူမဆောက်ရပါဘူး။ဘာဖြစ်လို့လဲမင်းရဲ့လက်ကသွေးတွေအများကြီးဆုံးခဲ့။ဒါကြောင့်မင်းရဲ့သားလက်ထက်မှာငိန်ချမ်းခြင်းရှိမယ်။မင်းရဲ့သားကနေပြီးတော့ဘိမှန်တော်ကိုတိဆောက်ခွင့်ကိုငါပေးမယ်။ဒါပေမဲ့မင်းကိုတော့ဆောက်ခွင့်မပေးဘူး။ဒါပေမဲ့ဘုရားသခင်က သူသာမဆောက်ပြပေမဲ့ဘုရားသခင်ကသူ့ရဲ့ယာစပလင်ဘက်တော်မှမဆုံးဖို့ရန်အတွက်ကောင်းချီးပေးခဲ့ရဆိုတဲ့အကြောင်းကိုကျွန်တော်ဒီမှာစိတ်ဝင်စားဖို့တွေ့ရပါတယ်။ဒါကြောင့်ဒီကနေ့ကျွန်တော်ရဲ့စိတ်နှလုံးသားကအမြဲတမ်းအရေးကြီးပါတယ်။ဒါကြောင့်ဘုရားသခင်ကငါသားတင်းရဲ့နှလုံးကိုငါအားပေးလို့လို့ကျွန်တော်တို့ကိုတုတ်တန်ကြမ်းတမ်းမှာတောင်းဆိုထားတဲ့အရာကိုတွေ့ရတယ်လို့စာလံ၁၉ ပိုင်ငယ်14မှာလည်းဗာတွေ့ရတယ်အကျွန်ုပ်ပြောသောစကားနဲ့စိတ်နှလုံးအကြံစီသည်ရှေ့တော်၌နှစ်သက်ဖွယ်ဖြစ်ပါစေ။ဒါကြောင့်ဒီနေ့ကျွန်တော်တို့အတွေ့အခေါ်ရင်းစမ်းစစ်ဖို့အင်မတန်မှအရေးကြီးပါတယ်။ကျွန်တော်တို့စိတ်နှလုံးအကြံစီတွေကိုရောရှေ့တော်မှောက်မှာနှစ်သက်ဖွယ်ဖြစ်ပါစေ။နှစ်သက်ဖွယ်ဖြစ်အောင်လည်းပဲကျွန်တော်တို့ဖျားအတွက်ပေးဆက်တတ်တဲ့စိတ်နှလုံးသားနဲ့ကျွန်တော်တို့အသက်ရှင်လျှောက်လမ်းမယ်ဆိုရင်ကျွန်တော်တို့တက်တာကိုဘုရားသခင်က နာဂတ်မှာဆက်လက်ပြီးတော့ကောင်းကြီးပေးမယ်လမ်းပြမယ်ဆိုတဲ့အကြောင်းဒီနေ့ကျွန်တော်ရဲ့စိတ်နှလုံးအကြံစီဟာဘလောက်အရေးပါတယ်လဲဆိုတဲ့နှုတ်ကပတ်တော်အားလေးအဖြစ်နေငယ်တိုက်တွန်းခွန်အားပေးလိုခြင်းဖြစ်ပါတယ်။ရောက်ချင်းစီတိုင်းမှာဖျားသခင်ကောင်းကြီးပေးပါစေ။